င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဝါကိုကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကနေပြည်နယ်အဆင့်သတ်မှတ်ပေးတဲ့လို့တိုင်းလိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်း။ကမ္ဘောဒီးယားနဲ့ထိုင်းကြားနောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီမှုဟာရေရှည်တည်မြဲဖို့ခက်ခဲနေမယ်လို့ အရင်အပြစ်ကတ်ရဆက်ရေးသဘောတူညီချက်တွေချိုးဖောက်မှုကိုရည်ညွှန်းပြီးကျွမ်းကျင်သူတွေကပြောကြားလိုက်တဲ့တဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့နိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝါကိုကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကနေပြည်내အဆင့်သတ်မှတ်ပေးတင်တယ်လို့တိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုက်တက်ရေးပါတီမှဩက္ခရာဆိုင်တီအောင်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဝါပြည်သွေးစည်းညညရေးတက်ပြီးတော့ UWSA ကို ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းကနေပြည်내အဆင့်ကိုတတ်မှတ်ပေးတင်တယ်လို့တိုင်းလိုက်ရှဲနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်နာတည်င်းဌာနကိုပြောပါရယ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်မိုင်မော်ပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ခမ်းပန်ဆန်းမြို့နယ်၆ခုကိုခရိုင်နှစ်ခု ဖွဲ့ပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားတာပါ UWSA အနေနဲ့၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရဝါပြည်နယ်လူကျင်ပါက ရွေးကောက်ပွဲဝင်ပြီးလွှတ်တော်ထဲမှာတောင်းဆိုဖို့အမျိုးသားကြီးလုံးညွှန်ရင်းနဲ့ငင်းကြဲရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ရဲ့ဥက္ကဋ္ဌဒုပိုလ်ချုပ်ကြီးရာပြီကအောက်တိုဘာ18ရက်နေ့ကပြုလုပ်တဲ့ငင်းကြဲရေးအလို့ယုံဆွေးနွေးပွဲမှာပြောကြားခဲ့တာပါ။ဝါတက်ဘွဲဟာပြည်내အင်္ဂါရက်နဲ့ညီတဲ့ရန်ကြီးရတွေရှိနေတာကြောင့်တောင်းဆိုတဲ့ပြည်내အစဉ်ကိုပေးတင်ကြောင်းဒါပေမဲ့ပြည်내ရရှိရေးအတွက်လွှတ်တော်ထဲမှာချိန်ဖန်များစွာဆွေးနွေးရမယ့်အနေအထားရှိကြောင်း တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်အကြောင်းမို့လဲဆိုတော့ကျွန်တော်လွတ်လာရေးမရခင်ထိကသူက championship state ထဲမှာလည်းမပါဘူးရဟောကလည်းလွတ်လာရေးရတဲ့ခါမှကျွန်တော်ချက်ပြည်တွေကိုထက်ကင်းခံရတာဟိုကဒီကတူနေတာအဲ့ဒီအချိန်လုံးကဆိုရင်တော့ဟောကဖြစ်ကျူးရအောင်ကြတဲ့ခါကျတော့ အဲ့ဒါတွေလည်းထောက်ပံ့တာတွေပါလို့ရမယ်ကျိုးစုလာတော့မပြောတော့ဘူးအဲဝါဒိတာကိုဒီကထားခဲ့တာသူမြန်မာပြည်လူနာရေးမရခဲ့ ठी ပေါ့နော်။ဒါကဒီသာဖွင့်ကြွေးပြသဆိုရင်တော့ပမာဒီကွန်မြူနီပါတီကဒီဘူယုံမမှာပြုတ်ပြီးမှအရှင်းရောက်ဌာနချုပ်ဖွင့်လိုက်တဲ့အခါမှာဝါဒိတာဆွပြီးဖွင့်ကြွေးလာတာကိုကျွန်တော်လေ့လာတွေ့ရှိရတာပေါ့။ဒါကြောင့်ဘုရားကဒီပြည်နဲ့တောင်းတဲ့ပြည်နဲ့စတဲ့အင်္ဂါရက်တွေတည်းဒီအားလုံးကိုသူကခြိတာခြိတာဆိုတဲ့အကြာတော့ ဒီလွတ်တော်ထဲမှာပဲဆွေးနွေးမိနိုင်မှာလုပ်ကြရင်တော့ဒါပြည်ထောင်စုမျိုးရှိခဲ့နဲ့ရသွားနိုင်တယ်လို့ကျွန်တော်မြင်ပါတယ်ကဒါကြောင့်မို့လဲဆိုတော့ဒီပြည်ထောင်စုအစိုးရကတော့ကျွန်တော်နဲ့ဆက်ပြရပြီးပြင်မှာလဲဒီမိုကရေစီနဲ့ဖယ်ရယ်ချက်ကိုရှင်းခံတော့ပြည်ထောင်စုကိုတည်ဆောက်မည်လို့ကျွန်တော်တို့တွေကဒီတော်တူတာကဖြစ်တဲ့ကြောင့်ဖယ်ရယ်စတေးရတော့ဒီဒီဖွဲ့စည်းပုံနဲ့မှာဒီနေ့ပြတ်တဲ့ပုံပေါ်နေချက်ပြပြပြမိမှာလာဝရတယ်ပြည်နယ်ရပြည်နယ်လို့ကျွန်တော်ပြောခြင်းပါတယ် UWS ရပြည်내အဆင့်ရယူလိုပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်내အဆင့်တန်းမျိုးသာရရှိမှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုဗဟုအစိုးရက ထိန်းချုပ်ထားတဲ့အတွက်လက်ရှိ UWS ရအုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးအာဏာတွေကိုကျင့်သုံးနေရကြောင်း2008ထက်ကျော်လွန်နေကြောင်းစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ ဗမာကွန်မြူနီပါတီဘကပနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ဝါတပ်ဖွဲ့ဟာ1989ခုနှစ်ဧပြီလ18ရက်မှာဘကပထံကနေအာဏာသိမ်းယူခဲ့ပြီးနောက်ဝါပြည်သွေးစည်းညီညွတ်ရေးပါတီကိုထူထောင်ပြီးအစိုးရနဲ့အပြစ်ခတ်ရစဲခဲ့တာပါ UWSP ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဟာ UWSA ဖြစ်ပြီးလက်ရှိပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနက်အင်အားအကြီးဆုံးဖြစ်ပါတယ်ဝါတောင်းဆိုတဲ့ပြည်နယ်အဆင့်သက်မှတ်ပေးရေးကိစ္စဟာရှမ်းပြည်နယ်ရဲ့ကိစ္စသာမကဲ ပြည်တော်စုတစ်ခုလုံးရဲ့ကိစ္စဖြစ်တာကိုမေ့လို့မရဘူးလို့ငင်းချင်းလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်အခုလုံးလုံးစည်အရာပြောမယ်ဆိုလို့ရှိရင်တော့ဘဝကအာဆံသာနေရတဲ့အခုအရင်နော်နာဗရမဏီမင်္ဂလာတို့ဆံသာနေရတဲ့အခုအရင်ဒီဟာရှမ်းပြည်နယ်ထက်အဆပေါင်းများစွာတာတယ်လို့ပဲပြောလို့ရပြီပေါ့နော် ဒီအစပေါင်းများစွာတာနေတဲ့အတွက်သူကယော့ပြတော့မှယူနိုင်မလားမယူနိုင်ဘူးလားဆိုတာဒီဥစ္စာဟာဩရှမ်းပြည်ဒါချင်းချင်းလည်းပြောဖို့လိုတယ်ရှမ်းပြည်အပြင်ဘက်ကပြည်တော်စုတဝန်းလုံးကလူမျိုးတွေနဲ့လည်းပြောဖို့လိုတယ်နော်အဲ့လိုမပြောဘဲနဲ့ဒီအခုလောလောဆယ်ငကူအညီထောက်ခိမ့်နေဆိုလို့ရှိရင် 相比呢，就是蛮幸运的。啊，恰是没有走的个了哈，俺如果嘞，我都没有走进来，是吧？没有去哪呢？比当时在网络蛮幸运的，啊，恰比那的待遇蛮幸运的，没有的个哈，俺如果嘞，我都亲戚的是吧？没去哪的，也是没有去哪来，去去哪都行。呃，就那路比当时哪里啊，那个第一次你不就那路在路改对嘛嘞？喏。 ဒါတွေကိုဝိုင်းဝန်းစဉ်းစားဖို့လိုပါတယ်။ဒါကြောင့်မလို့အခုအခုဝတောင်းတဲ့ကိစ္စဟာရှမ်းပြည်နယ်ရဲ့ကိစ္စတွေမကဘူး။ပြည်ထောင်စုတစ်ခုလုံးရဲ့ကိစ္စဖြစ်တယ်ဆိုတော့ကျွန်တော်တို့မေ့လို့မရပါဘူး။လက်ရှိ UWS ရဲ့ထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဘို့အစိုးရထိန်းချုပ်မှုအောက်မရှိပဲ UWS ရဲ့ထိန်းချုပ်မှုအောက်မှာသာရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ UWS ဟာ အပြစ်ခတ်ရဲစဲရေးအတွက်အစိုးရနဲ့ပြည်အောင်စုအဆင့်ချုပ်ဆိုထားပေမဲ့လေ NCA မှာပုံဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသလို2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်ကက်မရွန်နဲ့ငင်းချိုင်းရေးဖိတ်ခေါ်မှုအရတွေ့ဆုံဆွေးနွေးခဲ့ပြီးငင်းချိုင်းရေးဖိုရမ်ဒီမှာလည်း UWSC ရဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA နဲ့ထပ်ပေါင်း NCA Plus ကိုလည်းလက်ခံကြောင်းမြမတက်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားပြောဆိုနေတဲ့အတိတ်ပဲဖွင့်ဆိုချက်က 八卦收入的,美国你的来路，煤矿厂墓的水泥热的人可来室来就藏了油吗？ မြန်မာနိုင်ငံလက်နက်ကင်ချုပ်ငင်းရေးအတွက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA နဲ့ထပ်ပေါင်း NCA ပလက်ကိုလည်းလက်ခံကြောင်းမြန်မာတက်မတော်နဲ့တိုင်းရင်းသားလက်နက်ကင်တွေကြားပြောဆိုနေတဲ့အထိပ္ပယ်ဖွင့်ဆိုချက်ကဘာကိုဆိုလိုသလဲလို့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ NCA ပလက်ဆိုတာကနိုင်ငံရေးဆွေးနွေးပွဲတွေအား NCA မထိုးနိုင်သေးတဲ့တိုင်းအောင်လက်ရှိအချက်တွေကိုကြော်လွားဖို့မပါမဖြစ်ပါတဲ့ပါတိုက်တဲ့အဖွဲ့အစည်းတွေပါဝင်နိုင်အောင်ဖိတ်ခေါ်တာဖြစ်နိုင်ကြောင်းနိုင်ငံရေးလှိလာသုံးသပ်သူတွေကထောက်ပြကြပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခဖြစ်ပွားလာခဲ့တာဟာ 1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းကနေယနေ့အချိန်ထိဖြစ်နေပါဗျ။အဲ့ဒီလိုတိဆောက်ခဲ့တဲ့အခါမှာလက်နက်နဲ့ငင်းချင်ရေးလဲလဲခြင်းလက်နက်နဲ့စီးပွားရေးလဲလဲခြင်းလက်နက်ကင်ထားတာနဲ့ငင်းချင်ရေးတိဆောက်ခြင်းစတဲ့ပုံစံအမျိုးမျိုးနဲ့တိဆောက်ခဲ့ကြပါဗျ။ဒါပေမဲ့လည်းလက်နက်ကင်ပြည်ပခါတွေရက်စဲခြင်းနဲ့နိုင်ငံရေးပြဿနာကိုအပြေရှားခြင်းကိုတွားနိုင်တဲ့စာချုပ်မျိုးကိုတော့မလုပ်နိုင်ခဲ့ပါဘူး။နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA မထိုးနိုင်သေးတဲ့တိုင်အောင်လက်ရှိအကြံတရားကြော်လွားဖို့မပါမဖြစ်ပါတဲ့ပါတိုက်တဲ့အဖွဲ့အစည်းတွေပါဝင်နိုင်အောင် NCA Plus ဆို ပြီးအတူောက်ခေါ်တုံတုံခဲ့ကြောင်း7 EA ကိုအလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကြီးစောကျော်ညွန့်ကစီအန်အန်သတင်းဌာနကိုပြောပါရတယ်။ အဲကျွန်တော်တို့ NC မှာပါတဲ့ဒီကြိုင်လုပ်ငန်းတွေနိုင်ငံရေးစုလီပွဲတွေရပ်တန့်သွားတာကနေ့တိပဲလေသူတို့ကဒီလိုမျိုးနိုင်ငံရေးစုလီပွဲတွေပြန်လဲစတင်နိုင်အောင်စဉ်းစားတဲ့အခါမှာကျွန်တော်တို့ကတမယူကျသွားနေတဲ့ NCE လမ်းကြောင်းထဲပေါ်လေ NCE လက်မမယူထိုးပဲနဲ့ပါဝင်ရှင်းနှွေးနိုင်တဲ့ platform ပေါ့အဲဆိုလို့ရှိရင်တော့နိုင်ငံရဲ့အခက်အခဲကြတဲ့ကိုကျော်လွှားဖို့ကျူပန်းဆောင်ရွက်တဲ့နေရာမှာအဲ့ဒီနိုင်ငံရေးစုလီပွဲတွေကို NCE ထိုးတဲ့လူအပြင်ပေါ့လေ NCE မထိုးနိုင်သေးတဲ့တိုင်အောင်လက်ရှိကြတဲ့ကိုကြော်လွားဖို့အပါမဖြစ်ပါတင်ပါထိုက်တဲ့အဖွဲ့အစည်းတွေလည်းပါဝင်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ NCE plus ဆိုပြီးတော့ကျွန်တော်တို့အတူကောက်ခေါ်ပြီးတော့ဟုတ်သနောကြရရှိတယ်။ဘုံဝင်လေးပြောမယ်ဆိုရင်ပြီးခဲ့တဲ့ခန္ဓာမှာဆိုရင်လည်း NC လေးမှရေထူထားတဲ့အဖွဲ့ကုနှစ်ဖွဲ့ရတဲ့ အာနောက်ပြီးတော့ဟိုဝါတို့မန်လာတို့စသဖြင့်ပေါ့လေ SPV တို့အဲ့ဒီပုံကူတွေကတော့တို့က NCE မထိုးတော့လဲပဲကျွန်တော်တို့တက်နေတဲ့ညီလာခံအာကိုအတူတူတယောက်ပါဝင်ခွင့်ရတယ်အာအတူတူတိုင်းပြည်ဆွေးနွေးခွင့်ရတယ်ဆိုတော့ platform မျိုးကိုစဉ်းစားကြည့်ပြီးတော့ကျွန်တော်တို့ကယူဆလို့ရမယ်ထင်ပါတယ်ကျွန်တော်တို့နားလည်မှုအရာကတော့ NCE plus ဆိုတာ NCE လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အပြင် NCE လက်မှတ်မရေးထိုးနိုင်တဲ့အဖွဲ့တွေကိုလည်းပဲ အဲလက်ရှိနိုင်ငံရဲ့အကြတဲ့ကိုရှင်နေပြောဆိုတဲ့နေရာမှာပါဝင်နိုင်တဲ့ platform တခုကိုကျူပန်ပေါ်ဆောင်မှုအဲ့လိုမျိုးပဲနားလဲပါတယ် NCA စာချုပ်ဟာအခန်း9ခန်းအပိုက်ခွဲပေါင်း33ပိုက်ပါဝင်ပါတယ်။ဒီစာချုပ်ဟာမြန်မာနိုင်ငံမှာပြင်ဆင်ဖို့မလွယ်ကြောတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်တယ်။တခုတည်းသောထွက်ပေါက်ဖြစ်နေသလိုဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရေးအတွက်လည်းဆွေးနွေးအဖြေရှာနိုင်တဲ့စာချုပ်ဖြစ်ပါတယ်။ NCA ပလက်ကစာချုပ်ပြင်ပမှဆွေးနွေးလို့ရာကြောင်းဖိတ်ခေါ်ထားတာဖြစ်ပြီး NCA လမ်းကြောင်းကနိုင်ငံတော်ငြိမ်းချမ်းရေးအတွက်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းတိုင်းလိုင်ရှင်းဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ဥက္ကရာစိုင်းတရောင်ကစီရင်နိုင် ်သတင်းဌာနကိုပြောပါရစေ။ အစီအစဉ်စာချုပ်သူဆွဲတာမဟုတ်ပါဘူးဒီအစီအစဉ်စာချုပ်ကိုကျွန်တော်တဘောမတူဘူးတဘောမကြောက်အစီအစဉ်စာချုပ်ပြင်ပနေရဆွေးနွေးရတယ်ဆိုတော့ဖိတ်ခေါ်ထားတာပါအဲ့ဒီ MPA plus ဆွဲတာတော့လေအရှိမတူပြောတာပါလေအရှိမဖွဲ့စည်းတဲ့ MPA ကိုလက်ခံတယ်တွေ့တရားလက်မခံဘူးလက်မခံဘူးဆိုတဲ့လူတွေကလည်း MPA plus အနေနဲ့ကျွန်တော်ဆွေးနွေးရပါလေဆိုတဲ့အကြောင်းလေးကိုသူပြောတာဖြစ်ပါတယ်ဒါဆိုတော့ MPA နန်းကျောင်းပေါ်မှာကတော့ဒါနိုင်ငံတော်ဒီ website အကောင့်လုံးနန်းကျောင်းလို့တော့ယူဆတယ်ဒါပေမဲ့သူလက်နဲ့ကန်ဖွဲ့စည်းတွေကတော့ MPA ကိုပြင်မယ်ပြုမယ်အပြင်လို့ရတယ်ချိုးရက်တွေတဲ့ ပြေးသွားပြီသားအခုဘဝလည်းမျိုးကြတော့လည်း NG ကိုတန်းကြောင်တိုင်းမတော်ဘူးသူတိတာမရတိတာဆိုစူးနေတဲ့အဖွဲ့မှာပါတယ်အခု NG ထိုးတာကတော့ဆွဲဝဲဖြစ်သွားပြီအခု၃ခွဲကပြန်ပြီးမှထွက်သွားတဲ့ခါကျတော့ခုနှစ်ခွဲတော့လက်ရှိဆန်းလာတယ်။နာဂခွဲကတိုင်းရင်းထိကျော်လည်းမထိုးထားပြီလို့သိရပါတယ်ဒီပြောင်းစုရှိလို့မရောက်လာသေးဘူးလို့ကြားရတဲ့ကြားသိရပါတယ် ။ဦးသိန်းစိန်ဦးဆောင်နဲ့အစိုးရလက်ထက်ကတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ပေါ်ပေါ်လာခဲ့ကြောင်းဒီစာချုပ်ဟာမြမငင်းငင်းရေးတိစောက်မှုများထဲမှာလက်ရှိအချိန်အထိအကောင်းဆုံးစာချုပ်ဖြစ်သလိုဂုဏ်သိက္ခာရှိတဲ့စာချုပ်လည်းဖြစ်ပါတယ်။အချိန်နဲ့ငွေကြေးတွေကိုအကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းဟာနိုင်ငံတော်အတွက်ထိခိုက်နစ်နာစေတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မိမိတို့ရဲ့အချိန်နဲ့ငွေကြေးတွေကိုအကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းဟာနိုင်ငံတော်အတွက်ထိခိုက်နေနိုင်စေတယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။၂025ခုနှစ်အော်တိုဘာ28ရက်မှာကျင်းပတဲ့ဗန္နာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအကျိုးဒေသအကျိုးနဲ့နိုင်ငံတော်အတွက်အကျိုးရှိမယ်လုပ်ငန်းရပ်တွေကိုဆောင်ရွက်နိုင်ဖို့လိုကြောင်းလာမယ့်ဘတ်ဂျက်နှစ်မှာလည်းအမှန်တကယ်ဆောင်ရွက်နိုင်မယ့်လုပ်ငန်းရပ်တွေအတွက်ဗန္နာငွေတွေကိုတင်ပြတောင်းခံသွားဖို့လိုပြီး တာမတ်ကာလအတွင်းခွင့်ပြုငွေတွေကိုထိထိရောက်ရောက်အကျိုးရှိရှိအသုံးချသွားနိုင်ဖို့လိုကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။သူကခွင့်ပြုငွေတွေကိုမှန်မှန်ကန်ကန်နဲ့အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုပါကနိုင်ငံတော်အတွက်လည်းအကျိုးရှိစေမှာဖြစ်ကြောင်းမိမိတို့ရဲ့အချိန်နဲ့ငွေကြေးတွေကိုအကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းဟာနိုင်ငံတော်အတွက်ထိခိုက်နှံ့နာစေခြင်းပဲဖြစ်တယ်လို့ပြောပါရတယ်။အဲဒီနောက်ဗဏ္ဍာရေးကော်မရှင်ကခွင့်ပြုပေးမဲ့ဗဏ္ဍာငွေဟာငွေရေးကြေးရိတ်တန်ဖိုးအရတန်ဖိုးရှိသည်သာမကအချိန်သည်လည်းတန်ဖိုးရှိကြောင်း ဒါကြောင့်နိုင်ငံတော်အတွက်ကောင်းမွန်တဲ့လုပ်ငန်းရပ်တွေကိုဖော်ဆောင်သွားကြရမှာဖြစ်ပြီးအချိန်နဲ့ငွေကြေးနဲ့လုပ်ပိုင်권တွေကိုမှန်မှန်ကန်ကန်နဲ့အကျိုးရှိအောင်ဆောင်ရွက်ကြဖို့လိုကြောင်းဝချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။အလားတူခွင့်ပြုငွေတွေကိုတတ်မှတ်ထားတဲ့အချိန်အတွင်းမှာထိထိရောက်ရောက်အကျိုးရှိရှိသုံးစွဲပြီးပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေရုပ်လုံးပေါ်လာဖို့လိုကြောင်းတီတောင်စုဝန်ကြီးတွေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ဘတ်ဂျက်ရငွေတွေကိုအမှန်တကယ်ရရှိအောင်နဲ့သုံးငွေတွေကိုအမှန်တကယ်အကျိုးရှိတဲ့နေရာတွေမှာသာ အသုံးပြုဖို့လိုကြောင်းသူကပြောပါတယ်။စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ကမ္ဘောဒီးယားနဲ့ထိုင်းကြားနောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီမှုဟာရေရှည်တည်မြဲဖို့ခက်ခဲလိမ့်မယ်လို့အရင်ကအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်တွေချိုးဖောက်မှုကိုရှင်ညွှန်းပြီးကြွမ်းကျင်သူတွေကပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းကြားနောက်ဆုံးငြိမ်းချမ်းရေးသဘောတူညီမှုဟာရေရှည်တည်မြဲဖို့ခက်ခဲလိမ့်မယ်လို့နိုင်ငံခြား အရင်အပြစ်ကရဲ့စရေးသဘောတူညီချက်ကိုချိုးဖောက်မှုတွေကိုယဉ်ညွန့်ပြီးကျန်းကျင်သူတွေကပြောကြားခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာပြုလုပ်ခဲ့တဲ့ ASEAN စည်းအဝေးမှာထိုင်းနဲ့ကမ္ဘောဒီးယားကြားညဉ့်ညံရေးစာချုပ်လက်မှတ်ရေးထိုးပွဲကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်တက်ရောက်ခဲ့ပါတယ်။ဒီခရီးစဉ်ဟာထွန့်ရဒုတိယတက်တမ်းမှာပထမဆုံး ASEAN ဒေသတွင်းခရီးစဉ်ဖြစ်ခဲ့ပြီးဇူလိုင်လအတွင်းက ကျိုးပြလွယ်တဲ့အပြစ်ကက်ရစရဲ့သဘောတူညီမှုယူခဲ့တဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာကိုအဆုံးသတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ကွာလာလမ်ပူးညဉ့်ညဉ့်ရေးသဘောတူညီချက်အမည်ရှိ ထိုင်းကမ္ဘောဒီးယားညဉ့်ညဉ့်ရေးစာချုပ်မှာနိုင်ငံကြားဆယ်စုနှစ်များစွာကြာနယ်စပ်ဒေသပိုင်ဆိုင်မှုအငင်းပွားနေတဲ့ပြဿနာကိုဖြေရှင်းဖို့လည်းကတိပြုထားပါတယ်။ဒါပေမဲ့ညဉ့်ညဉ့်ရေးသဘောတူညီချက်ပါအချက်လက်တွေကိုစောင့်ကြည့်တယ်။ရန်ရားတွေမရှိပါကဒီသဘောတူညီချက်ကိုထိန်းသိမ်းဖို့ခက်ခဲလိမ့်မယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။တားပြင်းမြေပြင်မှာ ညဉ့်ဉင်းဤသဘောတူညီချက်ကိုလိုက်နာဖို့ရှိစီဖို့ဩဇာကြီးမားတဲ့စီရေးကိုယ်စားလှယ်တွေအပါအဝင်ဒေတာတွင်လေးလံဆောင်ကြည့်ရေးအဖွဲ့ကိုအင်အားပုံမှုဖြစ်တင်းဖို့ကျွမ်းကျင်သူတွေကတောင်းဆိုနေကြပါတယ်အရင်တုန်းကလည်းအပြစ်ကရက်စရေးသဘောတူညီမှုကိုချိုးပေါက်ခဲ့တဲ့မှတ်တမ်းတွေရှိခဲ့တာကြောင့်တင်းမာမှုတွေကလွယ်လွယ်လေးနဲ့ပြန်ပြီးပေါ်လာနိုင်ပါတယ်လို့ဩစတြေးလျအမျိုးသားတပ်ကတော်မှသူတည်သည့်အဗန်ဒူယာမန်ယာကော့ကပြောကြားခဲ့ပါတယ်ယာကော့ဟာကမ္ဘောဒီးယားယာသားတွေနဲ့ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကြား နေဇက်ဒေတာမှာအထီးကယုံဖြစ်ပွားခဲ့တယ်။ဖြစ်စဉ်တွေကိုယဉ်ညွန့်ပြီးအဲ့ဒီလိုပြောကြခဲ့တာဖြစ်ပါတယ်။ထရန့်ကတော့ကောလန်လမ်မူမျိုးတော်မှာပြုလုပ်ခဲ့တဲ့လက်မှတ်ရေးထိုးခွဲမှာဒီသဘောတူညီချက်ဟာဒေတာတိုင်းမှာငြိမ်းချမ်းရေးကိုမြင့်တင်မယ်လို့ဂရုပြုခဲ့တဲ့သူတို့အစိုးရဖွဲ့ရဲ့ဂရုကိုယ်ကိုတတ်သိပြရာရောက်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့နေဇက်ဒေတာအငင်းပွားမှုကာလချင်းဖြစ်ပွားခဲ့တဲ့တမိုင်းကြောင်းနဲ့အပြစ်ကရဲ့စရေးသဘောတူညီချက်တွေအကြခဏကြိုးပြတ်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားအခုအချိန်ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ရေချေကံမဲဟုံးမဟုတ်ကိုမေကုန်းတွေထွက်ပေါ်နေစေဖြစ်ပါတယ်။အီရန်နဲ့ရုရှားရေနံတွေကိုတယ်ယူပို့ဆောင်ပေးနေတဲ့တင်မောတွေကိုဖုံးကွယ်ပေးထားမှု စွဲချက်တွေနဲ့နယူးဇီလန်ကုမ္ပဏီစစ်ဆေးခံနေရတဲ့ဆွဲတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။နယူးဇီလန်ခြေဆိုင်မာယိုတိုင်းမြူတွေအာမခံကုမ္ပဏီဟာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုခံနေရတဲ့အီရန်နဲ့ရုရှားရေနံတွေကိုတည်ယူဖို့ဆောင်ပေးနေတယ်။တင်မောတွေကိုဖုံးကွယ်ပေးထားမှုဆွဲချက်တွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခံနေရတယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျာ။ အသက်85နှစ်အရွယ်ဗီးဒိတ်နိုင်ငံသားပေါ်ရန်ကင်းနဲ့သူ့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဒီကုမ္ပဏီဟာဒေါ်လာဗီလီယံရှိတန်ဖိုးရှိတဲ့အီရန်နဲ့ရုရှားရေနံတွေကိုတည်ယူပို့ဆောင်ပေးနေတယ်။ရေနံတင်သင်္ဘောတွေကိုအာမခံပေးထားပါတယ်။ဒီအာမခံကုမ္ပဏီမှာအာမခံထားတဲ့သင်္ဘောတွေဟာသူတို့ရဲ့အထောက်အထားတွေကိုဖုံးကွယ်ပြီးရေနံတွေနဲ့ကုန်စည်တွေကိုတည်ယူပို့ဆောင်ခွင့်ရနိုင်ကြောင်းစုံစမ်းစစ်ဆေးသူတွေကပြောကြားခဲ့ပါတယ်။ နယူးဇီလန်ရဲတပ်ဖွဲ့ဟာအခုလအတွင်းအော့ကလန်မြို့နယ်ခရစ်ယာန်မြို့ရှိမာယိုတိုင်းမြို့ရဲ့ကုမ္ပဏီရဲ့ရုံးခန်းတွေကိုဝင်ရောက်ရှာဖွေခဲ့ချိန်မှာနိုင်ငံတကာပိတ်ဆို့မှုတွေကိုချိုးဖောက်ဖွယ်ရှိတဲ့မှတ်တမ်းတွေကိုတင်စီရမိခဲ့ပါတယ်။ ဘိုင်ဒန်မြူတဲ့ကုမ္ပဏီကတော့သူတို့ဟာအမှားယွင်းတစုံတရာလုပ်မထားကြောင်းနဲ့ဖိတ်ဆို့မှုတွေကိုချိုးဖောက်တဲ့သင်္ဘောတွေကိုအာမခံမပေးဘဲတင်းကျပ်တဲ့လုံထုံးလုံနီးတွေကိုလိုက်နာကြောင်းပြောကြခဲ့ပါတယ်။ဘိုင်ဒါသတင်းဌာနရဲ့လေးလံတွေးကြည့်ကြမှာဘိုင်ဒန်မြူတဲ့ကုမ္ပဏီဟာအမေရိကန်ဥရောပသမဂ္ဂနဲ့ပြည်ထောင်စုမှာအမည်ပြက်စင်းသွင်းထားတဲ့လောင်စာတင်သင်္ဘောတွေကိုအာမခံပေးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဘိုင်ဒန်မြူတဲ့ကုမ္ပဏီရဲ့တဆင့်ခံအာမခံမိတ်ဖက်ကုမ္ပဏီတွေထဲမှာ ယူနီဗရီဟန်နိုဗာရီနဲ့ MSN တို့လိုအနောက်နိုင်ငံတွေမှာနာမည်ကြီးကုမ္ပဏီတွေလည်းပါဝင်နေတာကြောင့်နိုင်ငံတကာပိတ်ဆို့မှုတွေဟာခိုင်လုံမှုရှိမရှိပေါ်မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အမေရိကန်က2018ခုနှစ်မှာအီရန်ကိုပိတ်ဆို့ခဲ့ပြီး2022ခုနှစ်မှာရုရှားကိုပိတ်ဆို့ခဲ့ပြီးနောက်မိုင်ဒရန်မြူတဲ့ကုမ္ပဏီရဲ့ဝင်ငွေတွေမြင့်တက်လာခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ကဝင်ငွေတန်တရာကျော်ထိရရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာနယူးဇီလန်အာဏာပိုင်တွေဟာဩစတြေးလျ၊ဗြိတိန်၊အမေရိကန်တို့နဲ့ပူးပေါင်းဆောင်ရွက်နေပြီးမိုင်ဒရန်မြူတဲ့ကုမ္ပဏီဟာ ိတ်ဆို့မှုတွေကိုရှောင်လွှဲရမှာကူညီပေးခဲ့တာရှိမရှိစောင့်ဆန်းစစ်ဆေးလျက်ရှိပါတယ်။အမေရိကန်ဟာအင်အားကြီးဆုံးမဟာမိတ်ဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ကိုပြောကြားလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ အမေရိကန်ဟာအင်အားကြီးဆုံးမာမေးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကအီချီကိုပြောကြားခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ထရန့်ဟာသူ့ရဲ့အာရှခီးစဉ်တွင်အော်တိုဘာ29ရက်မှာဂျပန်နိုင်ငံထံရောက်ရှိလာချိန်မှာဂျပန်ဝန်ကြီးချုပ်တာကအီချီကအနှွေးတွေးစွာကြိုဆိုခဲ့ပါတယ်။သူတို့နှစ်ဦးတွေ့ဆုံချိန်မှာလက်ဆွဲနှုတ်ဆက်ခဲ့ပြီးတာကအီချီကဒါကအရန်ကိုတန်မာတဲ့လက်ဆွဲနှုတ်ဆက်မှုဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။တကယ်တမ်းပြောရမယ်ဆိုရင် ဝန်ကြီးချုပ်အာဘေအရင်ဂျပန်ဝန်ကြီးချုပ်ကချင်းရဲ့အင်တိုက်အားတိုက်ရှိတဲ့တန်တမန်ကြီးရအာထုတ်ဂျိုးပန်းမှုတွေ ောင်းကိုကျမကိုမကြခဏပြောခဲ့ဘူးပါတယ်လို့တာဂါအီဂျီကပြောကြခဲ့ပါတယ်ထရန်ကလည်းတာဂါအီဂျီကိုဂျပန်ရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ရတာအလွန်ကြီးမားတဲ့တာဝန်ဖြစ်ကြောင်းနဲ့ဂျပန်နိုင်ငံပေါ်ထားရှိတဲ့အမေရိကန်ဂတိကဝတ်တွေကိုအလေးထားပြောခဲ့ပါတယ်ဂျပန်နိုင်ငံအတွက်ကျွန်တော်လုပ်ပေးနိုင်တာရှိရင်ကျွန်တော်တို့အမြဲတမ်းကူညီပေးသွားမှာပါကျွန်တော်တို့ကအင်အားကြီးဆုံးမဟာမိတ်ဖြစ်ပါတယ်လို့ထရန်ကပြောကြခဲ့ပါတယ် ထရန်နဲ့တာကာအီချီရောဟာကုန်သွယ်ရေးမြေရှားတပ်တို့တွေထောက်ပံ့ရေးတို့နဲ့ပတ်သက်ပြီးသဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီနောက်ထရန်ဟာဂျပန်နိုင်ငံမှာစိုက်ခတ်ထားတဲ့အမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS George Washington သင်္ဘောပေါ်တန်းတာကာအီချီနဲ့တူသွားရောက်ခဲ့ပြီးအမေရိကန်စစ်သားတွေကိုတွေးဆနှုတ်ဆက်ကမိန့်ခွန်းပြောခဲ့ပါတယ်။ထရန်ဟာဂျပန်အခီးစဉ်ပြီးအောက်တိုဘာ29ရက်မှာတောင်ကိုရီးယားနိုင်ငံထံသွားရောက်မှာဖြစ်သလိုအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အေဘက်အစည်းအဝေးကိုတက်ရောက်ဖို့စီစဉ်ထားပါတယ်။ စီအန်အာသတင်းထောင်တိုင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။နီးပြဟောင်းဆိုရှယ်လက်အောက်မှာကစားရတာကိုနှစ်သက်တယ်လို့ Rush Book ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ United အသင်းမှာနီးပြအများပြားနဲ့လက်တွဲလှုပ်လှုပ်ခဲ့တဲ့ Rush Book ကနီးပြဟောင်းဆိုရှယ်လက်အောက်မှာကစားရတာကိုသူနှစ်သက်တယ်လို့ပြောခဲ့ပါတယ်။ Rush Book ကအိုလီယာအန်ဩစီယာကောင်းတဲ့လူပုတ်ကိုတူးဖြစ်ပြီးသူ့လက်အောက်မှာကစားရတာကိုကျွန်တော်နှစ်သက်ပါတယ်။ကျွန်တော်တို့ကသူ့အတွက်ကစားရတာကိုနှစ်သက်ပျော်ရွှင်တယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာ ယူနိုက်တက်ကစားသမားအများပြားကိုစားကျွန်တော်ပြောနိုင်ပါတယ်။အိုလီလက်အောင်မှာကျွန်တော်တို့ဘောလုံးကောင်းမွန်စွာကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အတွက်အလွန်အောင်မြင်တဲ့ကာလဖြစ်ခဲ့ပြီ။အိုလီနဲ့ပတ်သက်ရင်ကျွန်တော်မှမကောင်းတဲ့စကားပြောစရာမရှိပါဘူးလို့ TV2 ကိုပြောခဲ့တာပါ။နော်ဝေလူမျိုးနီးပြဆိုရှာအတရားယူနိုက်တက်အသင်းကိုယာယီနီးပြပြည့်ကန်တွေဖို့2018ခုနှစ်ဒီဇင်ဘာမှာရောက်ရှိလာခဲ့တာဖြစ်ပြီးရလက်ကောင်းတွေရယူပေးနိုင်ခဲ့တာကြောင့်အမြဲတမ်းနှီးပြဖြစ်ခန့်အပ်ခံရပါတယ်။ဆိုကြာ United အသင်းကိုချန်ပီယံလိဝင်ဝင်ရရှိအောင်ကိုင်တွယ်ပေးနိုင်ခဲ့သလို ယိုပါလီဘိုလီဝဲရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီမယ်။အသင်းအားဗီလာရီယယ်အသင်းကိုရေးနှစ်ခဲ့တာကြောင့်ဆူပလာမရရှိခဲ့တာပါ။ဒါပေမဲ့ဆိုရှာယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ရလဒ်တွေကြောင့်2021ခုနှစ်နိုဝင်ဘာမှာနီးပြရာထူးကနေထုတ်ပယ်ခံရရပါတယ်။ Rashford ဟာ social လက်ထက်2019-20ရာသီမှာ United အသင်းတွင်44ပွဲကစားခဲ့ပြီး22ဂိုးသွင်းကခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ Rashford ရဲ့ United အသင်းကစားမှာဘဝအကောင်းဆုံးရာသီကတော့ Dash လူမျိုးနီးပြ Eric Dan လက်အောက်နောက်20-23ရာသီမှာဖြစ်ပြီး ြိုင်ပွဲစုံအသွင်းကို30သွင်းယူနိုင်ခဲ့တာပါ။ Rashford ဟာလက်ရှိချိန်မှာ Barcelona အသင်းထံအငားနဲ့တရားဝင်စားပြီးခြေစွမ်းပြသနေကာအသင်းအတွက်ပါဝင်ကစားထားတဲ့73ပွဲမှာငါးဂိုးအသွင်းပြီးဂိုးပန်တီးမှု9ချိန်ပြုလုပ်ထားတာဖြစ်ပါတယ်။စီရနာသတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါသေးရှင်။